ဆရာဝန်နဲ့လူနာဆက်ဆံရေးဆိုတာပြည်ထဲကြတာတက်မပြည်ထဲတာများပါရယ်နော်ဆရာဝန်တွေဘက်ကလည်းအလုပ်ဖြစ်စီတဲ့အတွက်လူနာကိုပြည်လဲအောင်မဆက်ဆံနိုင်သလိုလူနာတွေဘက်ကလည်းယောဂအတွက်စိတ်ဖြစ်စီနေတာမို့နည်းနည်းဆိုအထိမခံနိုင်ကြပါဘူး။ဒါကြောင့်ဒီပြိုရေးထဲမှာလူနာရဲ့သဘောမကျတဲ့ဆရာဝန်မျိုးစားတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့နော်။ညီမရဲ့ပြိုလို့မစားခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနာ notification bell လေးကိုပါ on ခဲ့ဝင်လို့ပါနေအောင်ရှင်။ ူဆုံးကတော့လူနာကိုအလေးအနက်မထားတဲ့ဆရာဝန်ပဲဖြစ်ပါရဲ့နော်။တချို့ဆရာဝန်တွေကလူနာကိုဆက်သက်နေတဲ့အချိန်မှာလူနာအပေါ်အာရုံမထားဘဲနဲ့တခြားတယောက်နဲ့စကားပြောနေတာ၊ဖုန်းပြောနေတာ၊တီဗီကြည့်နေတာတွေကိုပါတွဲလုံးလေးရှိပါရဲ့။လူနာကတခခုပြန်မိလို့ရှိရင်လည်းမကြားသလိုပြန်တုတ်ပြန်တက်ကြပါရဲ့။အဲ့ဒီလိုလူနာအပေါ်မှာအာရုံမဆိုင်ဘဲနဲ့စိတ်ပြဲလွင့်နေတတ်တဲ့ဆရာဝန်တယောက်အောင်ဆိုလို့ရှိရင်ပြည့်ပြည့်စုံတဲ့ကုသမှုကိုပေးနိုင်မှာမဟုတ်တဲ့အတွက်အဲ့ဒီလိုဆရာဝန်မျိုးကိုလူနာအများစုကမကြိုက်တတ်ကြပါဘူး။ နောက်တစ်ချက်ကတော့လူနာကိုစိတ်မရှိတဲ့ဆရာရင်ပဲဖြစ်ပါရဲ့နော်။တချို့ဆရာဝန်တွေကြပြန်တော့လေကုသမှုအထူးကြုံပေမဲ့လူနာအပေါ်မှာစိတ်မရှိတတ်ကြပါဘူး။လူနာကမိခွန်းနေမိတဲ့အခါမှာလည်းတတိချင်းချပြန်မဖြစ်ပဲဒါလေးကမတိရကောင်းလားပုံစံမျိုးနဲ့အငေါငယ်တတ်ကြပါရဲ့။တကယ်တော့လူနာဆိုတာကကိုယ့်ယောဂအကြောင်းကိုမိခွန်းရှိတယ်လို့တူတောင်းမဲ့စေထိုးမဲ့စေနဲ့ပတ်သက်တာတွေကိုလည်းဆရာဝန်ကိုမေးရမယ့်အခွင့်အရေးရှိပါရဲ့နော်။ဒါပေမဲ့အခုလက်ရှိဖြစ်နေတာတွေကတော့ ကိုယောဂအကြောင်းကိုအသေးစိတ်လိုက်မိနေတတ်တဲ့လူနာတွေကိုဆရာဝန်တွေကအရန်စကားများတယ်ဆိုပြီးတော့စိတ်မရှိတတ်ကြပါဘူးဒီလိုမျိုးစိတ်မရှိတဲ့ဆရာဝန်တွေကိုလည်းလူနာအများစုကမကြိုက်တတ်ကြပါဘူးနော်နောက်တစ်မျိုးကတော့လူနာကိုအချိန်မပေးနိုင်တဲ့ဆရာရင်ပဲဖြစ်ပါရဲ့နော် ဒါကတော့နမကြီးနေတဲ့ဆရာဝန်တွေမှာကြုံတွေ့ရတတ်တဲ့ဗီရပ်ဆိုကြတခုပဲဖြစ်ပါရဲ့เนาะနမကြီးရောလူနာများတဲ့လူနာများရောလူနာတယောက်ချင်းစီကိုအချိန်မပေးနိုင်အဲ့ဒီမှာလူနာတယောက်ချင်းစီတိုင်းကိုတိကျတဲ့ဆန်သက်မှုတွေမလုပ်နိုင်ဖြစ်ကြရပါတယ်လူနာရဲ့အဲထဲမှာဆိုလို့ရှိရင်ပညာသင်မတတ်တဲ့လူနာတွေရှိသလိုစေပညာအကြောင်းကိုတီမီခေါမီတက်ကြတဲ့လူနာတွေရဲ့ရှိပါရဲ့เนาะအဲ့ဒါကြောင့်တမင်းနဲ့တော့ဆန်သက်ယုံလောင်းတဲ့လူနာအကြောင်းကိုတတိချာသိမယ်လို့မယုံကြည်ကြပါဘူးဒါကြောင့်ဒီကိစ္စမှာတော့လူနာအများစုဆိုတာဒါပညာတတ်လူနာအများစုကလူနာကို အချိန်မပေးနိုင်တဲ့ဆရာဝန်ကိုတမုံကြဘူးလို့ပြောလို့ရှိရင်ပုံမှန်ပါလိမ့်မယ်နော်နောက်တစ်မျိုးကတော့အချိန်မတီးကြတဲ့ဆရာဝန်ပဲဖြစ်ပါရဲ့နော်ဒီလိုကိစ္စတွေကတော့အထွေထွေယောဂကူဆရာဝန်တွေထက်အထူးကူဆရာဝန်တွေမှာပိုတွေ့များပါတယ်သူတို့က တနေ့တနေ့ထိုင်ရတဲ့အချိန်ကနေများတယ်လို့ကြည်ရတဲ့လူနာတွေကလည်းအရင်များတာကြောင့် စေကတခန်းစီကိုတမတ်တဲ့အချိန်မရောက်တာများပါတယ်။တခါတလေဆိုလို့ရှိရင်တမတ်တဲ့အချိန်ထက်နှစ်နာရီသုံးနာရီလောက်နောက်ကျတာမျိုးတော့ရှိပါရဲ့နော်။အဲဒီလိုဆရာဝန်မျိုးကိုလူနာတွေကမပြောရဲပေမဲ့စိတ်ထင်မှာတော့သဘောမကျကြပါဘူးရှင်။ နောက်တစ်ချက်ကတော့လူနာတွေကိုအဆင့်အတန်းခွဲခြားတဲ့ဆရာဝန်ပဲဖြစ်ပါရဲ့နော်။တချို့ဆရာဝန်တွေကလူနာတွေရဲ့ပေါ်မှာပတ်စံရှိရင်တမျိုးမရှိရင်တမျိုးဆက်စံတကြပါရဲ့။အယုံအလတ်အမျက်မရွေးကိုလူနာအဖြစ်သဘောထားတင်တာကိုအဲ့ဒီလိုမျိုးခွဲခြားဆက်စံနေတဲ့ဆရာဝန်တွေကိုလည်းလူနာတွေကမကြိုက်ကြပါဘူး။ဒါပေမဲ့ကံကောင်းတာကတော့ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်အဲ့ဒီလိုဆရာဝန်မျိုးစားက တော်တော်နေပါရဲ့နော်။ ောက်တစ်ချက်ကတော့လူနာကိုမမရင်ဆိုင်တဲ့ဆရာဝန်ပဲဖြစ်ပါရဲ့နော်အချို့ဆရာဝန်တွေကလူနာကိုဆက်ဆံတဲ့အခါမှာသူတို့ဒါစေပညာအကြောင်းကိုအစားဆုံးသိတဲ့လူနာတွေကညမမီမှုဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံကြပါတယ်။စကားပြောတဲ့အခါမှာလည်းမမရင်ဆိုင်ပြီးတော့တခုပြန်ပြီးလို့ရှိရင်လည်းနေငါဆရာဝန်လားငါဆရာဝန်လားဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံကြပါတယ်။အဲ့ဒီလိုဆရာဝန်မျိုးကိုလည်းလူနာတွေကမနှင်သက်ကြပါဘူးရှင်။ နောက်တစ်မျိုးကတော့အရက်တောက်ပြီးစိတ်ကူးတဲ့ဆရာဝန်ပဲဖြစ်ပါရဲ့နော်။ဆရာဝန်တယောက်ကအလုပ်ပြီးတဲ့အချိန်မှာအရက်တောက်တာဟာဘာမှကိစ္စမရှိပေမဲ့စိတ်မကူခင်အရက်တောက်လာတာဆိုလို့ရှိရင်ကိုယ့်ရဲ့ဆရာဝန်ကျင်းဝင်ဖို့ထိခိုက်ရုံမကလူနာရဲ့ကိုယ့်ပေါ်ယုံကြည်မှုကိုလည်းယုံနေစေနိုင်ပါတယ်။ပြီးရောဗဇက်ကအရက်နဲ့ထွက်ပြီးစိတ်ကူးတဲ့ဆရာဝန်ကိုလည်းလူနာတွေကမနှစ်သက်ကြပါဘူးရှင်။ ခုပြပေးခဲ့တာကတော့လူနာအများစုသဘောမချကြတဲ့ဆရာဝန်အမျိုးအစားတွေပဲဖြစ်ပါရဲ့နော်။ပညာမထူးကြုံတာကိုကုတ်ကိုယုံကြည်မှုမရှိတာစေကုသားကအရန်တောင်းတာတွေကိုလူနာအများစုကသဘောကျခြင်းမကျခြင်းမှာထပ်တင်စဉ်းစားရနေပါရဲ့နော်။အခုညီမပြပြပေးခဲ့တဲ့အချက်တွေကိုမလုပ်ဘဲနဲ့လူနာကိုစိတ်ရှိရှိနဲ့နွေးနွေးထွေးထွေးဆက်ဆံပြီးတရားရှင်များတက်တဲ့ဆရာဝန်တွေကိုလူကြညာပါတွေကိုပြောရင်းနဲ့ညီမရဲ့ဗီဒီယိုလေးကိုညီကိုချုပ်လိုက်ပါရဲ့နော်။ ီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေအနေနဲ့ရောကိုယ်သဘောကျတဲ့ဆရာဝန်မျိုးစားနဲ့ကိုယ်သဘောမကျတဲ့ဆရာဝန်မျိုးစားတွေရှိလို့ရှိရင်လည်း comment မှာဆွေးနွေးပေးခဲ့ပါဦးနော်ညီမဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်